ကလေးတွေကြောင့်ဆရာဒီဖွားဖွားဆိုတဲ့ဇာလံနောက်မဲ့လေးကိုပေးဖြစ်ပြီးတော့မှရိုက်ဖြစ်တော့ပေါ့နော်အဲဒီအဓိကကျတော့ဇက်ကအဖွားကိုဥတည်ပြီးတော့မှရိုက်တဲ့ဇက်ကရှားတာဖြစ်တဲ့အတွက်ဒီကလေးတွေနဲ့ဟိုကာထုတ်ဟိုဟာလှုပ်ဆောက်လိုက်တာဖြစ်ပါတယ်ဟုတ်ဒီနေ့ကကြတော့ဆရာတို့ဒီအောက်တူကူပါနုပညာသေဆောက်တင်တဲ့ရံပေါ်ပါပေါ့နော်ခလေးတွေမျိုးဆက်တဲ့ခလေးနဲ့ဟိုဟာအမေချုံနဲ့ပေါ့ကယ်မီမြားရှင်ချုပ်ပြုံးနဲ့ ဒါတို့ဒီဖောဖွားဆိုတဲ့ဇာလံအတွက်ကတော့ပွဲပေးတာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်နာမည်ကတော့အိုက်ဆန်ဖြစ်ပါတယ်ဗျာဟောကျွန်တော်နာမည်ကမင်းဘုံခန့်ဖြစ်ပါတယ်ခင်ဗျာဒီပုံစံမျိုးလေးနဲ့ပါမယ်ဒီဆရာလေးဒီဆရာဖန်တီးမှုကပိုပေးလို့နေရာရဲ့ပုံစံကိုဆောင်အောင်ဆိုပြီးကြားမှာကျွန်တော်ကတော့မိုးစီမိုးစီနေရာနေတေးဆောင်တော့မှာပါဖောဖွားရဲ့မြေးနေရာနေပြီးတော့ဗောနောကျွန်တော်ကတော့ဒီမိုးဝေပေါ့ ဒီမိုးစုရဲ့အခုပေါ့အဲဒီတော့ဒီမိုးစုတော့တော့ညတမှာအဲဆိုးမယ်ပေါ့ဟုတ်အဲဒီကဆိုင်အတိုင်းနဲ့ပါဝင်ပေါ့အဓိကပေးဖြစ်တာကြတော့ဆရာတို့ဒီငနေဟိုကြားရတော့ရုပ်ရှင်တွေပဲဖြစ်ဖြစ်ပေါ့နော်ဇာလန်တွဲတွေမှာဖြစ်ဖြစ်ဟိုဇပ်ပုတ်ဇက်ရံတွေကလည်းဟိုပေါ့အမေတွေအတော်တွေအဖွားတွေနေရာရောက်လာလို့ရှိရင်တော့ဒါဒီဟိုပါပေါ့နော်ဒီသူ့ဇက်ကို main တဲတဲ့ဟာတွေကနည်းနည်းရှားသွားပြီအဲ့ချိန်မှာဆရာကလည်းစိတ်ကူးမိလာတော့ပေါ့ဘာလို့ဆရာတို့အဓိကကြတော့ပင်တန်းအကြောင်းဖြစ်နေတဲ့အတွက်ခလေးတွေများတယ်လေခလေးတွေနဲ့ဒီဇက်နဲ့တော့ light ဖက်မှာပေါ့ ပြီးဟိုဂျိုဂျိုကလည်းဒီဆရာတို့ဒီကြောင်းမှာတော့အမြဲတမ်းဟိုရိုက်တဲ့ကားတွေမှာဆိုအခုဆိုရှိတ်ကားမှာမေသမီးဇလန်တွေပေါ့ဒူးမီလီယံကြော်သွားမေချိုနဲ့ကားလေးအဲ့ဒီပေါက်သွားတဲ့ကားလေးတစ်ခုရယ်အခုဒီကားမှာလည်းဒီတိုင်းပဲပေါ့ကလေးတွေကြောက်ဆရာဒီဖောက်ဖွားဆိုတဲ့ဇလန်းနောက်မယ်လေးကိုပေးဖြစ်ပြီးတော့မှရိုက်ဖြစ်တော့ပေါ့နော်ဒီကကြတော့ဇက်ကအဖွားကိုဥတည်ပြီးတော့မှရိုက်တဲ့ဇက်ကရှားတာဖြစ်တဲ့အတွက်ဒီခလေးတွေနဲ့ဟိုကထုတ် ဟိုဟာလှုပ်ဆောက်လိုက်တာဖြစ်ပါတယ်ဟုတ်ဒါလည်းမေရှုကြောက်ပါတယ်ဘောတော့ပြောကိုနေကူမစပြီးရိုက်ရမှာဆိုတော့ကိုဘက်မှာအများကြီးလိုပဲချက်တွေရှိနေမယ်တင်ယူရမှာပေါ့တင်ယူရမှာပေါ့မေရှုရှေ့ကနေပြီးတော့မေရှုကတစ်ချိန်တော့လည်းကိုရဲ့ idol ကြီးပဲအားပေးခဲ့ရပါဘောနော်အရင်တည်းကလည်းအားပေးခဲ့အဲ့လိုရိုက်ရမယ်ဖြစ်တဲ့အတွက်ဝမ်းလဲတာရယ်ပေါ့ဒါဘက်ကနေလိုပဲချက်ရှိရင်လည်းပြောပြပါပေါ့အဲ့လိုမျိုးပေါ့ပြောချင်ပါတယ်ကိုပါလေးပြင်ဆင်ထားကိုတော့သူတော့လုံနေတယ်။ဒါလည်းကြိုးစားနေပါရောဒီတညွန့်နေလည်းအခုဒါကြိုးစားပြီးတော့လေ့လာနေပါတယ်။တည်ယူနေပါတယ်။ ဟုတ်ဟုတ်ကျွန်တော်ရဲ့ပြင်ဆင်ချက်ကတော့ခုမြင်တွေ့တဲ့အတိုင်းပါပဲစောပြပြန်နေပါပြီခုထားထားတာပေါ့တပည့်ရဲ့ရှေ့ကရိုးရှေကားကြီးလဲသူဟာရိုက်နေရတော့အရေသမားပဲချက်တော့ရုပ်သေးရိုးရှေစားကားမေးကနှစ်ကိုပဲသူဆောင်တာတော့လေအဲ့မှာလဲသူကရွာတရွာအရေသမားပဲအခုလဲသူတော့မေချိုရဲ့အရေသမားအမြင့်ကြီးဆုံးပေါ့သူကကြတော့ဟိုဒုတိယမြေလေဟိုငယ်လေးရကြတော့နန်းကလေးစာဦးလေးကငယ်မှလေအခုကနေပြီးတော့သူစုပ်ကိုက်ကြီးတွားနေလာမသိဘူးမနေ့ပြန်တော့ပြန်ရအောင်ဟုတ်ကိုရေသမားကာရီတာဘူးကြောင့် ရှေ့တကားလေးရက်သွားဆိုတော့မတက်ပြောရင်တော့သူနဲ့လိုက်လို့ပေါ့အိမ်မှာလည်းသူစိုးစိုးပြပြပဲထားရတယ်ပါသူကဆရာကကြတော့ဒီဇက်ကောင်ပေါ့နော်ဇက်ကောင်မွေးမြူထားလေးရှိတယ်ပေါ့ဘာလို့တော့တဘာတွေမဟုတ်ဘူးလေသူတို့ကဇက်ကားတကားဖြစ်ပြီးတော့ဒီကလေးလေးဆိုရင်သူပညာတတ်ပုံစံမျိုးနဲ့ထုံထုံအာအာလေးကိုသူ့ကိုထားထားတာဖြစ်တတ်တယ်ဒီတိုင်းနေသူအဲ့ဇက်ကောင်လေးတွင်းထားတယ်အဲ့တော့ဒါဆိုအိမ်မှာလည်းဒီတိုင်းပဲဘောင်းပီတိုနဲ့ဆော့ကျင်နဲ့ဒီရတမား character ကိုသူ့မွေးမြူခိုင်းထားတယ်ဘာကြောက်လဲဆိုတော့ တကယ်တဘာကြီးတို့လို့ဆရာတို့ကဒီချက်ချင်းဟိုကလုံးလို့မရဘူးလေနော်အဲကြောင့်ကြိုတင်ပြီးတော့မှဆရာတို့ကဒီရတဲ့ဇက်ကောင်လေးတွေကိုလားနဲ့ချီပြီးတော့မွေးမြူပြီးတော့ဆရာထားထားပေးတယ်ပေါ့အဲတော့သူကပညာတတ်မှစီအဲသူဒီခုနကလိုမျိုးပေါ့အပြောင်းလဲပေါ့တမိနဲ့နော်လူစရာကြတော့ကောင်းရအောင်မဆိုးရဆိုးရအောင်မလဲကောင်းသွားနိုင်တယ်ကောင်းအောင်မလဲဆိုးသွားနိုင်တယ်ပေါ့အဲ့လိုမျိုးကောင်းဟိုဒါပညာပေးထားတဲ့ကာမျိုးလည်းဖြစ်ပါတယ်ဟုတ်ချိုးကပထမဆုံးခြေထဲကဒီကြောင်းအတွက်ဆိုရင်ချိုးချိုးကအသက်ပဲလုံးဝအများအားဖြင့်ဆယ်ဆယ်ရှိနေတာပေါ့နော်ပြီးတယ်ချိုးချိုးကသင်ပေးတယ် နောက်တစ်ခုကဆရာတို့ကြောင်းမှာကြတော့ဒီကလေးတွေနဲ့အဘာတွေနဲ့ရိုက်မယ်ဆိုရင်သင်မရမှာလေ။ဘာလို့ဒီကလေးတွေကဝါတဘာနောက်ကိုပြေးလိုက်ဖို့ဆိုတာကြတော့အခြေလမ်းအလုံးဝမမီနိုင်သေးဘူး။အဲ့ဒါကြောင့်ဒီဝါတဘာတွေကဆွဲခေါ်မှာဒီကလေးတွေကတက်သွားမှာ။အဲ့ကြောင့်သင်ယူသင်မြှောက်ပေးဖို့လေပညာပြတဲ့ဒီဆရာနေနဲ့ဆိုရင်အတားနေနဲ့ဆိုရင်ဒီကလေးတွေနဲ့ကသိစက်မပြေဘူး။ပညာမြှောက်တဲ့သူနေနဲ့မှဆရာတို့ကဆင်ပြေတာဖြစ်တဲ့အတွက်ကျိုကျိုတို့ကကြတော့ဒီကလေးတွေအားလုံး ဟိုဟဲ့နေအတန်းတော့လွဲနေတယ်ဘာလဲဘာလဲဆိုတဲ့ဟာကိုဟိုမျက်စောင်းလေးတစ်ချက်ထိုးလိုက်တာနဲ့ကလေးတွေအကုန်လုံးဘာလို့ရမယ်ဆိုတဲ့ဟာကိုလမိုက်ကပ်ပြီးတော့တိသွားပြီအဲ့တော့ဆွဲခေါ်တယ်တင်ယူပေးတယ်အဲ့အတွက်ဟိုချိုချိုနဲ့အများအားနဲ့တွဲဖြစ်တာလဲပါပါတယ်ဒီနေ့ဟုတ်ကဲ့မေချိုခိုင်းလို့ရပါဘူးဟုတ်ကဲ့မေချိုကကြတော့တခါတလေမှာလုတ်ပြီဆိုရင်တော့ကျွန်တော်အားနာရတဲ့စိတ်ကလေးတော့ရှိတယ်ဒါပေမဲ့ချိုချိုကိုယ်တိုင်ကဒီဇက်ကောင်နဲ့ပတ်သက်လာလို့ရှိရင်ကိုကိုကိုမညာတော့တွေ့ရတယ်ပေါ့နော်ရှေ့မင်းသမီးဇာလန်တွဲမှာလည်းဒီတိုင်းပဲ အခုလည်းဒီတိုင်းပဲမေချိုကတော့ဒီဇက်ကားနဲ့ပတ်သက်ပြီးတော့မှသူဇက်အ ਨੇ ကျင်းတော့သူတိထားပြီးပြီပေါ့အဲဒါပေမဲ့အခုဒီကားလေးမှာလည်းဒီရွာတရွာအစင်းရတဲ့အပွားကြီးဘွားဝီတရွာပေါ့နော်ဒါပေမဲ့ဟိုခိုင်းလဲခိုင်းပါတယ်မေချိုလည်းခိုင်းတဲ့တိုင်းလုပ်ပေးပါတယ်ကျွန်တော်ဟုတ်ကဲ့ဒီကျွန်တော်တို့ဒီဖော်ဖွားဆိုတဲ့ဇလန်းတွဲလေးကိုပေါ့နော်ဒါဒီအမေချုံနဲ့အတူအစ်စ်တွေနဲ့တင်တန်းကြောက်ောက်ကလေးတွေနဲ့ဟိုတနှစ်တူဟာနှစ်ထုပ်ပေါ့ကာထုပ်နှစ်ထုပ်တထုပ်အများကြီးရိုက်ဖြစ်ပါတယ်ပေါ့ဒီနေ့ကကျတော့ပထမဆုံးကာထုပ်ပေါ့နော်အဲ့တော့ ကလေးတွေကဟိုပညာအားဖြင့်အရင်နုနယ်သေးတယ်ပေယူနေတဲ့အခေချိန်ဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့ပရိသတ်ထံကိုပဲအနှံ့ချင်ပါတယ်ပရိသတ်တွေဝေဖန်မှသာလေဒီကလေးတွေအားလုံးကပြုပြရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဟိုကျွန်တော်သားသမီးတွေအားလုံးကျွန်တော်ဒီနေရာနေပြီးတော့ပရိသတ်တွေကိုအနှံ့ပါတယ်ဒီဖောဖွားဆိုတဲ့ဇာလန်တွဲနေတစ်စိတ်ဒီကလေးတွေရဲ့အနုပညာစွာပကားကိုကြည့်ရှုပေးပါဝေဖန်ပေးပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ